ဆက်ပြီးတော့တင်းမအောင်ဆရာတဲ့တင်းတော့မတင်ပြရစေနဲ့เนาะတင်းဆိုတင်ပါမယ်ဒီနေ့ grammar လေးရကြတော့ကျွန်တော်တို့ခွတ်တုံနဲ့နောနဲ့ဟဲ့အသုံးနှုန်းလေးတွေကိုတခြားလေးခွဲပြပေးမှာပေါ့เนาะ grammar ပေါင်း15မျိုးလောက်ပါတယ်တော့ကြောင့်မို့လို့လုံးဝတခြားလေးလိုက်လံကြည့်ပေးစီလို့ပါတယ်ခဲ့ကျွန်တော်စပြီးတော့ကြည့်လိုက်မယ်ပေါ့เนาะကျွန်တော်ဒီနေ့ရတော့အခန်း C လေးပေါ့เนาะဒီအခန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့အရန်ခွဲရခတ်တဲ့ခွတ်တုံနဲ့နောနဲ့ရဲ့စုခိုင်းခတ်တာ အသုံးပြုပုံသုံးပြုနေလေးတွေကိုတိကျလေးလုံအောင်ခွဲပြီးမှတ်သွားမယ်ပေါ့နော်။ခင်ဗျာစာပြီးကြည့်လိုက်မယ်။ပထမအဆုံးကကြတော့နိုင်နာနေခွတ်တော့ဝါနိုင်နာနေတာနိုင်နာနေခွတ်တော့တာပေါ့နော်။နိုင်နာနေဝါနိုင်နာနေခွတ်တော့တာကွက်လက်ကကွက်လက်ချင်းဖြစ်သည်ဒါ grammar လို့တော့ပြောလို့မရဘူးလုံးဝအဓိပ္ပာယ်လေးပဲမှတ်ရမှာပေါ့နော်။နိုင်နာနီဝါနိုင်နာနီခွတ်တော့တာကွက်လက်တာကကွက်လက်ချင်းဖြစ်တယ်။ဒါကြောင့်တော့က sentence လေးနဲ့တွဲပြီးမှတ်ကြည့်မယ်။ Watashi no shorai no yume wa manga ka ni naru kudotas ျွန်တော်ရဲ့အနာကအိမ်မကတော့ကတော့ဆရာပကြည်ဆွဲဆရာဖြစ်ချင်တာပါဗောနော်ကဲကျွန်တော်ဆိုရင်ရိုးရိုးလေးပဲဟာမှထွေထူးမပါဘူးဒီမှာတော့တုံးလို့မရဘူးဒီလို sentence တွေမှာနော်နောက်တစ်ခုစကတို use personal တခုချောဝါခေဟွန်တခေနိတဲကိုစကတဲဝါ ikh နိုင်ခုတ်တို့တဘောလုံးဗောနော်ဘောလုံးဆိုတဲ့အာကစားရဲ့အာသာချက်ထူးခြားချက်ပေါ့နော်တခုချောဆိုထူးခြားချက်ထူးခြားချက်ကဆိုလို့ရှိရင်အခြေခံအားဖြင့်လက်ကို ုံးမပြူနိုင်တာဖြစ်ပါတယ်အသုံးမပြူရခြင်းဖြစ်ပါတယ်နော်ဒီမှာလေဒီလိုဆန္ဒရှင်မှာနော်ကိုသုံးလို့မရဘူးနော်ဒီမှာနော်ဒီမင်္ဂကနေနာရုခုတ္တနာရုခုတ္တတက်စ်ပဲသုံးလို့ရမယ်နာရုနော်တက်စ်လို့ဆိုပြီးတော့သုံးလို့မရဘူးဒီမှာဆိုလို့ရှိရင်လေအီခေနိုင်နော်တက်စ်မဟုတ်ပဲနဲ့အီခေနိုင်ခုတ္တတက်စ်နော်အဲ့လိုမျိုးလေးသုံးရမယ်ပေါ့နော်ကဲနောက်တစ်ပုတ်ကြည့်မယ်အရန်ချီတိုဘီရန်ချီနော်ချီငါယူဝါအေကစကနာယောရီတဲ့ဘီကနိခုယောရီတဲ့အာရုခုတ္တတာပေါ့နော်အရန်ချီနဲ့ဘီရန်ချီရဲ့ ာကြကြကဆိုလို့ရှိရင် A က9နဲ့ B ကကျတော့အသားနဲ့ဆိုတဲ့အချက်ဖြစ်ပါတယ်ဗောနော်ကဲကျွန်တော်ဆိုရင်နာနေနာနေဝနာနေနာနေခုတ်တုတ်တာကွက်လက်တာကကွက်လက်ချင်းဖြစ်တဲ့ရိုးရိုးရှင်းရှင်းလေးပဲ grammar တော့မဟုတ်ဘူးအတိတ်ပဲလေးမှတ်ထားရမယ်နောက်တစ်ခုလာမယ်ဒီကောင်လေးကတော့မှတ်ရမယ်ခုတ်တုတ်ကအာရုခုတ်တုတ်မိုးအာရုအတိတ်ပဲကကွက်လက်တဲ့အချိန်လည်းရှိတယ်တခါတလေအများလည်းမဟုတ်ဘူးကွက်လက်တဲ့ခါလည်းရှိတယ်တခါတလေဗောနော်ဥပမာဆိုလို့ရှိရင် ဟာဒီကတော့အရန်ခင်တဲ့တငယ်ချင်းနေဒါမှမဟုတ်တစ်ခါတလေရန်ဖြစ်တဲ့အချိန်လည်းရှိတယ်တစ်ခါတလေဖြစ်တာเนาะအများအန်ဖြစ်တာတော့မဟုတ်ကြည့်ကြည့်မယ်စမဝဘခုကဟာနာရှိခခဲ့တဲ့မူဟန်ဂျီကိုရှင်းနိုင်ခွတ်တို့ကအားလို့เนาะဒီသူရဲ့အမျိုးသမီးอ่ะဆိုလို့ရှင်သူစကားပြောလဲပဲ reply မပြန်တဲ့အခါလည်းရှိတယ်မဲတော့ reply ပြန်တာမဟုတ်သူမှသူတစ်ခါတခြားဘက်ကိုစိတ်တွေရောက်ပြီးတော့အဲ့လိုမျိုးပေါ့เนาะစိတ်တွေမရောက်ပြီးတော့ reply မပြန်ပြတဲ့အခါမျိုးတွေလည်းရှိတယ်အများအန်မဟုတ်ဘူးနောက်တစ်ခါ ဣဇံဝါရှင်ဟောတုကအိုခုတဲဂျူနီတီကောတို့ဣရဲ့နိခာရဲ့ခုတုံမအတအရင်တော့ဆိုလို့ရှင်အလုတ်တွေများပြီးတော့7နှစ်လောက်မှအိမ်ကိုပြန်တဲ့အခါလဲရှိတယ်မြဲတယ်မဟုတ်ဘူးအလုတ်တွေများတဲ့ချိန်မှမှဖြစ်တာနော်ကဲနောက်တစ်ခုလာပြီခုတုဝါနိုင်လုံဝငင်းလာကောလက်ဆရာမလို့ဘူးပြပြတသားအောင်ညီမရတာနော်ကောလက်ဆရာမလို့ဘူးဘလို့ပြလဲဆိုရင်မန်ဆက်ဆွနော့ရှစ်ဆွမွန်ဝါခန်တန်းတက်စီရောအင်တာဗျူတွေကမေကုန်းနေရလွယ်ကူတယ် စွန်နာနေရှင်ပိုင်းဆိုတို့ခွတ်တော်ဝါအာရီမဆန်ရောအဲ့လောက်ကြီးစိတ်ပူစရာမလိုဘူးနော်음ဒါမျိုးပြောတာလုံဝကလတ်စရာလုံဝရှင်းရှင်းလုံအငင်းပဲဗောနော်ကလတ်စရာလုံဝမလိုဘူးဆိုရင်ဆူရုဟိဆူယောဝါနိုင်ကလတ်စရာမလိုအပ်ဘူးဆိုရည်ပြောဗောနော်ရှင်းနာခုတေမိုအီမလုံလဲပဲရတယ်အတိတ်ပဲနော်စိတ်မပူလဲပဲရတယ်ဆိုတဲ့အတိတ်ပဲမျိုးပြောတာဗောနောက်တစ်ခု စကိုရှိနေစကအာရုငါတရနောခဇေတာရောတဲ့စကုနီပြောရင်ဒီအခုခုတော်ဝနိုင်နော်နည်းနည်းလေးအဖျားရှိပေမဲ့ပုံမှန်ဒီအေးမိတာပဲမဟုတ်လားတဲ့ချက်ချင်းစေယုံသွားဖို့မလိုပါဘူးစေယုံသွားเสียရမလိုဘူးပေါ့နော်ကဲဒါဆိုကျွန်တော်တို့ကဓမ္မရှိကဘာကရမဝါခုတ္တတာခုတ္တကအာရုခုတ္တမအာရုခုတ္တဝနိုင်နော်ဒါကရမ၄ခုခုတ္တရကရမ၄ခုထက်လာအောင်မယ်ရှိမှာပါပိတကရမတွေကို revision ပြန်ပေးမယ် တူယူခွတ်တို့တာတွန်တို့ခွတ်တို့တာကွက်လက်တဲတဲ့ကွက်လက်မဲတဲ့အကြဆိုးနဲပုံစံချင်းစင်နေဒါရှင်းမှာကျွန်တော်လုံးဝသေးသေးရှင်းပြပြီးသွားပြီနိုင်ခွတ်တို့ဝနိုင်မလောက်တာတော့မဟုတ်ဘူးမကြိုက်တာတော့မဟုတ်ဘူးဒါပေမဲ့စားတယ်အဲ့လိုပုံစံလေးခွတ်တို့ဝနိုင်နိုင်ခွတ်တို့ဝနိုင်နိုင်နိုင်ကစားတာတော့စားပေမဲ့မကြိုက်ဘူးနော်အဲ့လိုမျိုးပုံစံလေးဒီကတည်းကဒီနှစ်ခုကလည်းလေစင်နေနိုင်နိုင်ခွတ်တို့ကွက်လက်ရန် မာကြားမာကြားတဲ့ပုံစံလေးနော်ခွတ်တိုနီဆုရုလုံဖို့ဆုံးဖြတ်တယ်ရေကတရဝဲဝဲဆုံးဖြတ်တယ်အဲ့ဒီဟာလေးခွတ်တိုနီရှိတဲ့ဤလိုလုံဖြစ်အောင်လုံနေတယ်နော်ကဲဒါကြောင့်တော့ဆိုရင်ဒါခရမကြီးပဲခွတ်တိုကြီးပဲခရမ10ခုလောက်ဖြစ်သွားပြီခွတ်တိုနီနာရုနဲ့ခွတ်တိုနီနာတဲ့ဤလိုဟာတပတ်ခါလောက်ကြာလို့ရှိရင်ကျွန်တော်လုံဝအကျေတဝင်းရှင်းပြပေးမယ်ပေါ့နော်ကြည့်အောင်နောက်တစ်ခုသွားမယ်ဒါခွတ်တို့ရဲ့ grammar 6 90ခုတော့ပါသွားပြီပေါ့နော်ကျွန်တော်တို့ကြတော့ not not နဲ့ပတ်သက်တဲ့ grammar နောကနောဥဒါကိုကွက်လက်တာကိုနော်ဖတ်ကြည့်မယ်တော့ရိုးရိုးရှင်းရှင်းလေးပဲနောကနောဝါဆိုလို့ရှင်ကွက်လက်တာကိုလို့နောကဆိုတာလဲဒါကိုဆိုတဲ့အဓိပ္ပာယ်ရှိတယ်နောဥဆိုတာလဲဒါကိုဆိုတဲ့အဓိပ္ပာယ်ရှိတယ်ခုနမတုခါရနိဝတဲ့ခရမတချိကအစွန်တဲ့အီရုနောကမီယေရုဒီပြတင်းဘောက်ကနေပြီးတော့ခြံဝင်းထဲမှာကလေးတွေကစားနေတာကိုမြင်နိုင်တယ်မအားကျွန်တော်တို့နော်ကားလို့တောင်းရပါမယ်ဒါကိုလို့ထိပ်ပဲပြန်တယ်နောက်တစ်ခါ အာနိုဟီဤရကအိုခိကူယူရဲရုနောအိုခန်ဂျီတာအဲ့နေတော့အိမ်ကအကြီးရမ်းလှုပ်ရမ်းခဲ့တာကိုခံစားခဲ့ရတဲ့ငလျင်ကြောင့်ပေါ့နော်သူအမယူရဲရုနောလှုပ်ရမ်းတာကိုခံစားခဲ့ရတယ်နော်ဒါနောကနောကမှနော်လာထလာမယ်ဆိုတော့နော်နိနော်နိနော်နိကကျွန်တော်ရင်တော့တိခဲ့တယ်ကွက်လက်တာတော်တို့ကွက်လက်ပင်မဲ့တို့အဲ့လိုမျိုးအိဗယ်ရှိပင်မဲ့ဓမ္မကြတော့နိုင်နိုင်ဖို့ကွက်လက်ဖို့ကွက်လက်အတွက် ခရူမဝါခုနိုမူရာတဲ့စိတ်ကဆူဆူနော်နီဒိုရှိတဲမိုဟိဆူယောနာနော်တာကားဆိုလို့ရှိရင်ဒီရွာမှာနေထိုင်တက်မွေးကြောင်ပြုဖို့အတွက်ဘလို့ပဲဖြစ်ဖြစ်လိုအပ်တယ်နော်ဒီရွာမှာတက်မွေးဖို့ဆိုရင်ကားလိုရတယ်ဗျတနည်းအားတနည်းသွားဖို့ဝေးရတော့ကြောင့်မလို့ဖြစ်နိုင်တယ်ပေါ့နော်အနားနော်ဒီကြတော့တမကလပ်ဖို့ကလပ်အတွက်ဆိုတဲ့ပုံစံလေးပေါ့နော်တန်ကြီးကန်တဲရှော့ကူကြီးကိုဆူရူနော်နီဝါဖတ်စတိုဖူဒိုကယဟာရီဘန်နီတာအချိန်တိုးလေးအတွင်းမှာ စားစရာတွေကို ုလုပ်ဖို့အတွက်ကနော်ပြုလုပ်ဖို့အတွက်မှာဝါဒီပါတော့အတွက်ကဖြစ်သွားမှာနော်ပြုလုပ်ဖို့အတွက်ကတော့ Facebook ဒီအတင်းသာအတင်းသာခေါ်ဆွဲမှုတွေစတဲ့မျိုးပေါ့နော်အဲ့ဒါတွေကထင်းတဲ့အတိုင်းပဲအစင်ပြေတယ်နော်ဒါနော်နိနောက်တစ်ခုထပ်လာမယ်နော်ဝနော်ဝကြောင့်ရိုးရှင်တွေပဲဒါကခန်းတို့ဂျော်နီဟာကြည့်မဲ့တဲ့အတနော်ဝကော်နဲမရဲ့တဲ့အားတို့သူကောမလီနဲ့ပထမအဆုံးတွေ့ခဲ့တာကဒါက ွေးခဲ့တာက9နှစ်ကြာကပါ9နှစ်မတိုင်ခင်ကပါလွန်ခဲ့တဲ့9နှစ်ကပါပေါ့နော်။အိုဆိုခုခါရတာနော်ဝစံယောကအတ္တခရတာနောက်ကြမှာပြန်လဲတာကအချိန်ဖို့ရှိခဲ့လို့ပါနော်ဒီမှာကြောက်ကြောက်ဒီမှာဒဲအားလူလေးမှတ်ထားမယ်ဒဲအားလူဆိုရိုးရှင်းရင် dash ပဲပေါ့နော် dash ကိုပဲပြောချင်တာပေါ့နော်ဒီနောက်တစ်ခုလို့ဆိုတာကတူယူနော်ဝနိုင်နန္ဒီတာသူက definition ပေါ့နော် definition ကျွန်ငယ်ငယ်တော့ကြက်ခဲ့တဲ့ဟာကိုလတ်ဆိုတာကကိုလတ်ဖြစ်ပါတယ်ဆိုတဲ့အဲ့လို ် chemistry တွေ physics တွေ definition ကြက်ခဲ့တယ်ပေါ့နော်အဲ့ဒီနေရာလေးမှာဒါကိုသုံးတယ်ပေါ့နော်စိစံကခုကေတူယူနောဝါစံပန်နောနာဂါဆာကာအိုနာဂျီစံကခုခေနောခုတိုတဲအာရုတော့ဆိုတော့ရှင်သုံးနာကြီးဒရီကန်ဆိုတာကနော်လို့ဆိုတာကဒါပဲရှင်းရှင်းလေးပဲသုံးနာဒရီကန်ဆိုတာကအနာသုံးနာရဲ့အလျားကတူညီတဲ့ဒရီကန်ကိုဆိုတော့ဒရီကန်လို့ဆိုပါတယ်ဒရီကန်ဖြစ်ပါတယ်ပေါ့နော်ခုတိုတဲအာရုဒရီကန်ဖြစ်ပါတယ်သူကတူယူနောဝါအခုဆက်ဆိုဆိုတူယူနောဝါဒေါနာအီမီတက်စကာ နော်အခုဆက်စုလို့ဆိုတာကဘလို့မျိုးအထိပ္ပယ်လဲဒါ definition လေးမှာသုံးတယ်ဘောနော် definition လေးတော်မယ်မှာဒီကောင်ကိုသုံးတယ်နောက်တစ်ပုတ်ဒီကောင်လေးကကြတော့ကျွန်တော်တို့ surprise ဒီတိုင်း surprise ဒီတိုင်းမှာအမြဲတမ်းပါတယ်နော်ဒဲဝ9ကနော်ဒဲဝ9ဒါတော့ကနော်စာရေးဆရာရဲ့အမြင်လေးကြလို့ရှင်အော်ဒါလေးကတော့နော်ဒဲဝ9ဒါတော့ကဆိုကျွန်တော်အမြဲတမ်း grammar ရဲ့ surprise လေးရဲ့အဆုံးမှာပါလေးရှိတယ်ဘောနော်သူကမဟုတ်လားတရားဘာသာပြန်လို့ရှင်မဟုတ်လားဒါပေမဲ့ သူ့ကိုပို့ပြီးစီရပါတာပြရလို့ရှင်တို့အမှုလက်ကလလို့ထင်ပါတယ်ဇာယသူရဲ့အမြင်ပေါ့နော်ကဲခုနနိရှိယခရိုင်ရခုဟင်ဝခရတနိရခုနိုင်နော်တဲဝနိုင်ကဒီလောက်ထိစားငန်နေစားတော့တရားဆိုလို့ရှင်ခနာကိုတွဲမကောင်းမဟုတ်လားမကောင်းလို့ထင်နေရှင်ရှင်လေးပဲနော်မရှိကစ်တာရရန်ဆန်ဝါခွန်တိုနိုကုတိုရှိတဲ့အရုနော်ဒဲဝါနိုင်တျော့ကမဟုတ်မလဲရောရန်ဆန်ဆိုလို့ချင်းတကယ်အဖြစ်ကိုတကယ်ကိစ္စကိုသိနေတာ မဟုတ်လား တည်နေတယ်လို့ထင်တယ်ပေါ့နော်။ဒါကျွန်တော်ကနော်တဲဝါနိုင်ဒါတော့ကဆိုလို့ရှိရင်တို့အမို့ကွာလတယ်လို့ထင်တယ်ဆိုင်းဆရာရဲ့အမြင်ကိုပြောတဲ့နေရာတွေမှာသုံးများတယ်လို့ထားတယ်တွေ့မှတ်လိုက်ရတယ်ပေါ့နော်။အားလုံးပဲနားလည်သွားမယ်လို့ထင်ပါတယ်ဗျ။ကျေးဇူးတင်ပါတယ်။